အချင်းများစွာဖြင့်သာလာရာရာ၍လူသာပင်စင်ညွန်ဖွဲ့ခြင်းသာအချင်းများစွာဖြင့်သာမောင်ချန်ကိုရည်ရဲမိစာလောအလုံးမမင်္ဂလာပါခင်ဗျာအခုကျတော့စမ်းကြောင်းလေးဟာဟန်ကောက်စမ်းကြောင်းဆိုရယ်ဖူကောက်စမ်းလေးမှာပြီးစားစားလေးတွေစားဖို့ရောက်နေတာပါ အထက်ရဆိုင်လေးအများကြီးတွေကပြည်စားစာရတဲ့ဆိုင်လေးကတော့ရွှေပုတ်လက်ရဆိုတဲ့ဆိုင်လေးပါဒီဆိုင်လေးမှာပြည်ထမင်းတုံနဲ့ဟင်္ဒရာဖတ်ထမင်းအပြင်တခြားအတုပ်လေးတွေအကျော်လေးတွေစုံနေအောင်ရပါတယ်ကျွန်တော်တို့မှာထားတာလေးတစ်ခုချင်းစီလာချပေးပါပြီခုဆိုရင်တော့မာထားလေးတွေစုံသွားပါပြီဒါကတော့ကျွန်တော်မာထားတဲ့ကြက်ဥကြောင်းကြော်နဲ့ပြီးသမင်းတုပ်လေးပါ ဒါလေးကတော့စိန်ပန်းတော့ဒါကတော့တောလက်ဖက်တော့ပါဒါလေးကတော့ကျွန်တော်တငယ်ချင်းမှထားတဲ့ပီတာမင်တော့ဒါအတွဲစားဖို့အတွက်ကြုပ်ကြော်လေးပါအရင်ဆုံးပီတာမင်တော့လေးစားစားပါမယ်သူ့ရတာလေးကတော့ပုံမှန်ရတာလေးပါပဲအဲ့တော့အဲထဲမှာချိုမုတ်ရတာလေးပါပြီးတော့မရပါဘူး

ီတော့လက်ဘက်တော်လေးဟာကျွန်တော်တို့စားဘူးနေကြလက်ဘက်ရွက်ကိုတုတ်ထားတာမျိုးမဟုတ်ပါဘူး။ danger ရဲ့လို့ခေါ်တဲ့မိုးကြလက်ဘက်ရွက်ကိုပြုတ်ပြီးတော့စီချက်ရဲ့ပဲမုံကျက်သွန်ဤအကျော်တံမြာသေးလေးညှစ်ပြီးတော့တုတ်ထားတာမျိုးပါ။သူကအနံ့လေးတော့နည်းနည်းစိုးပေမဲ့အရသာတော့နူးနူးညံ့ညံ့လေးနဲ့စိတ်နဲ့ရတာလေးပါ။လက်ဖက်လိုလည်းဖမ်းမနေပါဘူး။သုံးစားပြီးနိုင်တဲ့ထက်စားခြင်းနဲ့ရတာမျိုးပါ။ပြမျိုးရဲ့ signature စိတ်မန်းတုပ်လေးစားပါမယ်။ ိမ်မန်းတော့ရတာလေးကတော့ပုံမှန်ရတာလေးပါပဲစိမ်မန်းတော့လေးကိုပြည်ထမင်းတော့လေးနဲ့တွဲစားပါမယ်ကျွန်တော်တို့ပဲပြည်စားစားလေးတွေမီးစမ်းကျင်နေဆိုရင်တော့ဟန်ကောက်စမ်းကြောက်မှာဖွင့်ထားတယ်ရွှေဘုတ်လက်ရာဆိုတဲ့ဆိုင်လေးမှာမီးစမ်းကျင်ဖို့ recommend ပေးလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ